ကဲဒီသင်းရောဟာတာပဲကြာကျွန်တော်အသင်းကြီးတွေဆိုရင်ဟိုဆွဆက်နိုင်ကန်ပြီးတော့ကျွန်တော်အသင်းငယ်တွေကြာလို့ရှိရင်ရှုံးနဲ့ခြေသွန်းနဲ့ကျွန်တော် United အသင်းရဲ့ပြဿနာဘာဖြစ်မှန်းတော့မသိဘူးရေဒီနာအလုံးမင်္ဂလာပါခင်ဗျာ United Diary Bank ကိုထုံးကနေပြီးတော့ကြိုဆိုပါရစေ ကဲကျွန်တော်တို့ကမနေ့ကရှင်နိုင်ကစားခဲ့တယ်ဒါ Brentford နဲ့ United အသင်းတွေပွဲစမှာဆိုတော့ဒါ Brentford နဲ့ United အသင်းကို3ဂိုးတကိုးဆိုတဲ့ရလနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်ရမှာလား United အသင်းဒီ Brentford အသင်းရဲ့အင်ကွဲမှာအခုမနေ့ကပွဲပါဝင်၄ချိန်တရိုက်သွားရောက်ပြီးတော့ရှင်နိုင်ကစားတဲ့အချိန်မှာအချိန်မှအနိုင်ရရှိထားဘူး3ချိန်ရှုံးထားတယ်တစ်ချိန်ပြေးကြထားတယ်ရှုံးထားတဲ့3ချိန်ကြည့်ပါဦး4 4 3 3 1 ီလိုမျိုးအခြေအနေနဲ့ရှုံးနေတာဖြစ်ပါတယ်အဲ့တော့ Brentford ဒီအိမ်ခွေးမှာဆို United ကိုတော်တော်လေးဒုက္ခပေးခဲ့တာလည်းဖြစ်ပါတယ် United သင်းကလည်းဒါကျွန်တော်တို့အဝေးခွေးမှတ်တမ်းဆိုတစ်ခုကိုပိုင်ဆိုင်သွားပါတယ်ဒါပါလဲဆိုခုနကပွဲစတိုက်နိုင်ပွဲမရရှိတဲ့စံချိန်တစ်ခုကိုရရှိသွားဖြစ်ပါတယ်၅ပွဲရှုံးပြီးတော့၅ပွဲတည်ကြတာဖြစ်ပါတယ် United United အသင်းကတော့ဒါအဝေးခွေးမှာဆိုရင်တော်တော်လေးကိုခြေစွမ်းအဲမတင်နိုင်ဘူးလို့ပြောလို့ရတယ် အဲ့တော့မနေ့ကကျွန်တော်တို့ပွဲစဉ်ကိုကျွန်တော်ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင်ဘန်ဂျမင်ဆက်စကိုဂိုးရသွားတဲ့အတွက်တော့ဒါအဖွင့်ကိုရသွားတဲ့အတွက်တော့တကယ်လေးတော့ကောင်းမွန်တဲ့အခြေအနေတစ်ခုတော့ကျွန်တော်တို့ရှိမယ်။အဲသူ့ရဲ့ယုံကြည်ချက်တွေပြန်ပြီးတက်လာမှာပေါ့။ဒါပေမဲ့လည်းဟိုဂိုးရရပြီမဲ့သူ့အသင်ရရှုံသွားတဲ့အတွက်တော့စိတ်ထဲတော့အဆင်ပြေနေမှာတော့ကျွန်တော်တော့မထင်ဘူး။အဲဒီမှာကျွန်တော်မနေ့ကကြည့်ရင်မနေ့ကတော်တော်လေးကိုကျွန်တော်တို့ဟိုပြောမလဲ။ခြေစွမ်းနေနေတယ်လို့ပြောလို့ရတယ် ဒါပြင်ကျွန်တော်တို့ဟို final ပြောသလိုပဲနောက်တန်းကိုကျွန်တော်လူကိုအတွဲညီညီဖြစ်ဖို့အတွက်ဆိုရင် ပုံမှန်လူထားဖို့လိုပါအခုဒီမကွိုင်းရောက်ဘယ်လိုထုတ်လိုက်လဲကျွန်တော်စဉ်းစားလို့မရမကွိုင်းရတဲ့တကယ်ကို performance down နေလူ show ကိုမထုတ်ဘဲနဲ့မကွိုင်းရောက်ထုတ်လိုက်တဲ့အနေအထားမျိုးမှာကျွန်တော်ဒီမှာသက်သေတာလေးရှိသွားတယ်ဒါပြင် printer printer ရဲ့အဝေးဘောကာကွယ်မှုတည်အတော်လေးအားနေတယ်လို့ပြောလို့ရတယ် န်သွားတဲ့အလုံးတွေအဝေးဘောလုံးတွေများတယ်ဆိုတော့ဒါပေမဲ့လည်းတော်တော်လေး brainer စိတ်ခဲ့ပါ brainer စိတ်နိုင်လို့လည်းဒီလောက်ထိကိုမပြတ်တာလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ brainer ဟိုပြောရင်50 50ဗျာကောင်းတဲ့ဟာလည်းကောင်းတယ်မကောင်းတဲ့ဟာလည်းမကောင်းဘူးပေါ့အဲ့တော့တချို့အလုံးတွေအဝေးကနှမ်းကန်တဲ့အလုံးကိုးတယ်ဆိုရဲဒါ brainer ပါဖြစ်ချင်နေမှလားကျွန်တော်လည်းမပြောတတ်ဘူးပေါ့ကဲပါဆိုတော့ငွေတဲ့တိုက်စစ်မှာကျွန်တော်တို့ပညာပန်ပါလာပြီမဲ့ တော့ဒါကောင်းကောင်းဒုက္ခမပေးနိုင်ခဲ့ဘူးပေါ့နော်အဲ့တော့အဓိကပြဿနာလဲဝင်းဘက်လိုက်ကစားတဲ့ဒါလုံးနဲ့ဒုက္ခတို့ရဲ့ပြဿနာလဲအများကြီးမူတည်နေတယ်ကျွန်တော်ကြည့်တယ်ဝင်းဘက်ဒါလို့ဒီဝင်းဘက်ဒါပေမဲ့တိုက်စိတ်ထိတို့လိုက်မမစားဘူးကိုင်းလဲကြော်ကြော်လောက်ပဲကစားတယ်ရှေ့မှာ brand boom ရှိနေတဲ့အတွက် brand boom ကိုသူ့အနေနဲ့ဘောလုံးပေးတယ်ဘရန်ဘူမိုတင်တယ်ညားတယ်ဒီဘက်ကဒိုကု တင်ဖို့နေနေတော့ဘောလုံးတော့ကြော်ဖြတ်နိုင်ရေးမရှိဘူးဒန်ရန်ရဟိုခဏခဏဟိုသူများကြီးပြန်သူများပြန်လူသွားတယ်ပြန်ပြီးတော့လဲတယ်ဆိုတော့ United အသင်းရဲ့မနေ့ကခြေစွမ်းကြီးကျွန်တော်တို့ရှုံးသိမ့်ရှုံးထိုက်တဲ့ခြေစွမ်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ United အသင်းလက်ရှိမှာဆိုရင်တော့6ပွဲကစားပြီးတော့9မှတ်နဲ့အဆင့်73 74ကိုဆင်းသွားပါပြီ။အဲ့တော့ဒီကနေ့ညမှာပြန်ရှိနေတဲ့ပွဲစဉ်တွေနိုင်ရရှိခဲ့တဲ့အသင်းတွေရှိခဲ့မယ်ဆိုရင် United အသင်းအဆင့်လေးထပ်ပြီးတော့ကြာဖို့ရှိနေတာတယ်အဲ့ဒီမှာကျွန်တော်တို့ United ရဲ့ပြဿနာလေးနီးပြလာကစားသမားတွေလားဆိုတာကတော့ကျွန်တော်တို့လည်းအဖြေရှာရတော်တော်လေးခတ်သွားပါပြီတော့နီးပြဦးဗင်ယမ်မော်ရီရဲ့3-3ကို ပြဿနာသွားရှာလို့မရဘူးလို့ပဲဒီကစားသမားတွေရဲ့ဟိုစိတ်တက်တဲ့ခံချက်ပိုင်းမှာလည်းကျွန်တော်တို့အများကြီးဟိုဒီသွားပြီလို့ပြောလို့ရပါတယ်အဲ့တော့ ် United ဒီကျွန်တော်တို့တစ်ချိန်လုံးကဟိုဘယ်လိုပြောကျွန်တော်တို့ကျွန်တော်တစ်ချိန်လုံးတစ်ချိန်လုံးဆိုတာဟိုမော်ယွန်ကိုကိုင်းတတ်တဲ့တော့တော်တော်လေးခြေစမ်းဆိုးနေချိန်မှာကျွန်တော် United အသင်းကိုဆက်သွားဖြတ်ခဲ့ဘူးတဲ့ဆက်သွားဖြတ်ခဲ့ဘူးလဲဆိုတာတခြားမဟုတ်ဘူးအဲကြည့်ချင်းသိပျောက်သွားလောက်အောင်ကျွန်တော်တို့ကြိုက်တဲ့အပိုင်းလေးရှိနေဖြစ်တော့ကျွန်တော်ဟာပေါ့၄၅လလောက်ကျွန်တော် skip လုပ်ခဲ့ဘူးတဲ့အချိန်မျိုးရှိတယ်ဒါပေမဲ့အခုအချိန်ကြီးကကျွန်တော် skip လုပ်လို့မရကိုယ်တိုင်ကတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဟိုမကြည့်ချင်းလည်းကြည့်ချင်းလည်းကြည့်နေရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက် ိုရှစ်ဆက်ပြီးတော့အားပေးနေအောင်ပါပဲအဲ့တော့ United ပြည်သက်တွေလည်းကျွန်တော်လိုပဲခံစားချက်ဖြစ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ဘသူ့မှာအပြစ်မတင်ဘဲနဲ့ညီကိုတွေကအရှုံးကိုလက်ခံပေးပြီးတော့ကျွန်တော် United ကိုဆက်လက်ပြီးတော့အားပေးကြပါခင်ဗျကျေးဇူးတို့ပဲတင်ရှိပါခင်ဗျ